ားလုံးမင်္ဂလာပါရှင် Healthy Lifestyle မှာကြိုဆိုပါရစေ။ဒီကောင်းကြမှာကြားရလား။အဲအခုကတော့ဒီမုံညင်းစီရဲ့ပေါ့နော်။ အစွမ်းတက်တည်ကိုပြောပြချင်ပါတယ်။မုံညင်းစီဘလောက်စွမ်းလဲဆိုတာသိချင်နေဆိုလို့ရှိရင်တော့ကိုကိုတိုင်းညအိယာမဝင်ခင်မှာ3မိနစ်လောက်ပေါ့နော်။အဲခြေဘွားကိုမုံညင်းစီလိမ့်ထားလို့ရတယ်။ညအိယာမဝင်ခင်3မိနစ်လောက်ကိုခြေဘွားကိုမုံညင်းစီပုတ်ပေးမယ်ဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်။အာအသားတွေကိုစိတ်နေအောင်လိမ့်ပေးမယ်ဆိုလို့ရှိရင်တော့ဘာတွေဖြစ်လာနိုင်မလဲဆိုရင်သွေးတိုးခြင်းကနေပြီးတော့ထိမ့်ပေးပါတယ်။အဲအမျိုးသားတွေအတွက်ဆိုလို့ရှိရင်လည်းခွန်အားတိုးစေရပေါ့နော်။နောက်တစ်ခုကမှတ်ညံအားလည်းကောင်းစေပါတယ်။နောက်နှစ်နှစ်ချာချာအိပ်ပျော်စေပါတယ်။နောက်တစ် နေ့မနက်မှာလမ်းစမ်းတက်ကြွစီမှာပဲဖြစ်ပါတယ်။နောက်အစီလဲကြစီရေပေါ့နော်။မျက်စိအားလည်းကောင်းစီပါတယ်။မျက်စိပါဝါများတဲ့သူတွေအနေနဲ့အဲဒီမျက်စိပါဝါရှော့ကျင်နေဆိုလို့ရှိရင်ဘာမှခက်ခက်ခဲခဲမဟုတ်ပဲနေပေါ့နော်။မုံညင်းစီကိုခြေဘဝမှာလိမ့်ပြီးတော့အိပ်ပေးလို့ရပါတယ်။နောက်အာယုံကြောအားနေတဲ့သူတွေတော်လည်းတင့်လျော်ရယ်ပေါ့နော်။အဲခေါင်းကိုက ယောဂတွေလည်းပျောက်ကင်းစေပါတယ်ဒူးနာတာတွေခါနာတာတွေအဲအဲ့လိုမျိုးအာဒူးနာခါနာခံစားနေရတဲ့သူတွေလည်းဒီမုံညင်းစီကိုအဲ့လိုလိမ့်အိပ်လို့ရပါတယ်ဝမ်းချုပ်တဲ့သူတွေအစာရင်ယောဂရှိတဲ့သူတွေလည်းမုံညင်းစီကိုဒီခြေဘဝလေးမှာပေါ့နော်ပုတ်ပြီးတော့လိမ့်ပြီးတော့အိပ်ပြီးနောက်တစ်ခုကအချိန်မတိုင်ခင်မှာအိုမင်းယောတာကိုလည်းကာကွယ်ပေးပါတယ်အဲနုပြိုစီရေပေါ့နော်နောက်တစ်ခုက6ရောက်ဖောရောင်တာတွေကလည်းကာကွယ်ပေးပါတယ်အဲကလေးတွေအတွက်ကတော့မုံညင်းစီရဲ့ ပေါ်တော့ဒီကောင်းကျိုးတွေလည်းရှိရယ်ဆိုကလေးတွေကိုပူတာအဖျားတာနှာစေးချွဲချက်တာနောက်ပြီးွားလို့ရှိရင်အဲ့လိုမျိုးဖြစ်ပြီးဆိုရင်ပေါ့နော်ဟိုအရင်ဘက်ကြောပြင်ပပလေးကိုလိမ့်ပြီးပေါ့နော်ရင်ဘက်ကိုလည်းလိမ့်ပြီးလို့ရတယ်ကြောပြင်ကိုလည်းအဲဒီမုံရင်းစီလေးပပလေးလိမ့်ပြီးအဖျားတတစီပြီးတော့ ဒီနာစည်းတာလည်းနိုင်ပိုင်းအတွင်းမဲ့တတစီပါတယ်။လေထိုးလေအောင်ပိုင်းနာတာတွေလည်းလိမ့်ပေးလို့ရတယ်ပေါ့နော်။နောက်တစ်ခုကနာစည်းတာတွေနာပိတ်တာတွေတတစီပါတယ်။အရေပြားပေါ်မှာဖြစ်တတ်တဲ့အနီကွက်တွေနဲ့ဒီပိုးဝင်ခြင်းတွေကိုလည်းတတစီရဲပေါ့နော်။နောက်သပင်ကိုလည်းတန်စီတယ်။အစာချေအားလည်းကောင်းမွန်စေပါတယ်။နှိပ်ပေးတဲ့အခါမှာအသုံးပြုမယ်ဆိုလို့ရှိရင်သွေးလည်ပတ်မှုကောင်းစေတယ်ပေါ့နော်။နောက်တစ်ခုကခန္ဓာကိုယ်နွေးထွေးစေပါတယ်။အဲအရေပြားကိုရေဓာတ်ဖြစ်ပေးတာတွေလည်းလုပ်ပေးရပေါ့နော်။နောက်တစ်ခုကရေ င်ကျက်တာနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေကိုလည်းသက်သာစေနိုင်ပါတယ်။ဗက်တီးရီးယားပိုးနဲ့အမှုတွေကိုလည်းသိစေနိုင်တယ်ပေါ့နော်။ချက်မကိုက်စေဖို့အတွက်လည်းကာကွယ်ပေးနိုင်တယ်။နောက်တစ်ခုကကလေးလေးတွေအစာမကြေတာ၊ချောင်းဆိုးတာ၊ရင်ကျက်တာအဲချီအေးလက်အေးဖြစ်တာပေါ့နော်1 for 1အောင်ဖြစ်တာဘိုင်းနာတာလေနဲ့1နဲ့မကွဲတာတွေဆိုလို့ရှိရင်တော့မုံညင်းစီကိုလက်ထဲထည့်ပြီးတော့ပို့ပူလာမကလေးကိုညှင့်သားစွာလိမ့်ပြလို့ရပါတယ်ဒီကြောပြင်းနဲ့ဘိုက်တလျှောက်ပေါ့နော် ဆိုတော့မုံညင်းစီကပြောရမယ်ဆိုလို့ရှိရင်တကယ်ကောင်းတယ်အစွမ်းလည်းထက်တယ်ပေါ့နော်ဆိုတော့အဲမုံညင်းစီအစစ်ဖြစ်ဖို့လိုတာပေါ့နော်မုံညင်းစီအစစ်ကိုကိုကတေချာရှာဝဲပြီးတော့ ဈေးလည်းအများကြီးတော့မပေးရပါဘူးဈေးလည်းမကြည့်ပါဘူးပြီးွားလို့ရှိရင်ဒီမုံညင်းစီလေးကိုပဲပြောထားတဲ့လိုမျိုးပေါ့နော်ဒီခြေပေါ်ကမှ3မိနစ်လောက်အာပုတ်ပြီးတော့ဒီလိမ့်ပြီးတော့အိပ်မယ်ဆိုလို့ရှိရင်အရန်ကိုအစွမ်းထက်တဲ့ဈေးကောင်တစ်လက်ဖြစ်မှသိကြပါတယ်ဆိုတော့အားလုံးပဲအိမ်မှာမုံညင်းစီရှိရဲဆိုလို့ရှိရင်ဒီနီလန်းလေးတိုင်းစမ်းလုပ်ကြည့်ကြပါအောင်နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်